မြန်မာထိုင်းလာအိုဒေဆက်ဖြစ်တဲ့ရွှေတရီကန်ဒေတာနီထိုင်းနိုင်ငံမြောက်ပိုင်းမှာမတူညီတဲ့နေရာတွေကနေနှစ်ရက်အတွင်းစိတ်ကြွမှုရစ်စေးအလုံးစဲတန်းနီပါကိုတိမ့်စီရမိခဲ့ပါတယ်။အော်တိုဘာလ၄ရက်နေ့ကထိုင်းနိုင်ငံချင်းမိုင်ခရိုင်ချင်းတော်ဟုခရိုင်ခွဲနေဆက်အနီးမှာလူ၄၅ဦးပါအုပ်စုဟာနေဆက်ကင်းလှည့်ရဲတပ်ဖွဲ့နဲ့အတူစစ်တပ်နဲ့ပါထိတိုက်တွေ့ပြီးဒေတာဆန်တော်ချင်းည၈နာရီဝန်းကျင်မှာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ထွက်ပြေးသွားကြပြီးတဲ့နောက် တွားရောက်စစ်ဆေးရမှာစိတ်ကြွစေလေးသိမ့်ပါ အိမ်နှလုံးနဲ့အတူလူသေးတလောင်းတွေ့ရပြီးတေဆုံးသူဟာအခင်းဖြစ်ရာနေရာအနီးကထိုင်းရွာသားတို့ဖြစ်တယ်လို့စုံစမ်းသိရှိခဲ့ရပါတယ်အော်တိုဘာလ9ရက်နေ့မှာလဲကျင်းရိုင်ခရိုင်ဝေးရိုင်စစ်ဆေးခက်ကို ဖြတ်မောင်းလာတဲ့ကားတစီအတွင်းဓာစင်ပေါင်းများစွာသောအိတ်တွေထဲမှာစိတ်ကြွဆေးပြပေါင်း64သိန်း9800နဲ့25ကီလိုဂရမ်ပါအိုက်စတိတ်ကိုတင်စီရမိခဲ့ပါတယ် ရင်မောင်းဟာအသက်42နှစ်အရွယ်ချင်းတာအိုခရိုင်ကထိုင်းရွာသားတူဖြစ်ပြီးအသက်33နှစ်နဲ့22နှစ်အရွယ်အမျိုးသမီးနှုတ်ဦးကိုလည်းဖမ်းဆီးရမိခဲ့ပါတယ်။အော်တိုဘားလ9ရက်နေ့ညနေပိုင်းမှာလဲထိုင်းနိုင်ငံပထုံထာနီခရိုင်ရှိကုံလောင်ယုံတခုအတွင်းလျှို့ဝှက်စာထားရှိတဲ့ကုံကားတစ်စီးဘော်ကစိတ်ကြွာစေ3တန်းကို ထိုင်းမှုရိပ်နှိမ်နေရဲတပ်ဖွဲ့ကတွားရောက်သိမ်းဆီးနိုင်ခဲ့ပါတယ်။ကားချန်ငင်းစတီးခင်းအောက်မှာဟွက်ထားတဲ့စိတ်ကြွာစေးတွေဟာ ချင်းမိုင်ကနေတဲဆောင်လာတာဖြစ်ပြီးအဲ့ဒီကုံလောင်ယုံကိုဟင်းသင်းဟရွက်တိုးလောင်မှုငားရမ်းတယ်လို့ဆိုပြီးမိုးရစေးတွေလောင်ထားတာဖြစ်တယ်လို့ရဲတပ်ဖွဲ့ကဆိုပါတယ်